Hello အားလုံးပဲမင်္ဂလာပါရှင်။မင်းရဲ့ဖေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ဒီနေ့မှာတော့မိုးအေးအေးလေးနဲ့ထမင်းစားလို့မြင်စီနဲ့ကြက်တာအဆက်ချက်ရင်းလေးချက်စားပြင်လို့ချက်နည်းလေးကိုလာမြဝေပေးပါတယ်ရှင်။ဒါကတော့ရေးသေးသက်စင်ပြီးအနေတော်လေးတွေပိုင်းထားတဲ့ကြက်ပောင်တစ်ပောင်ပဲဖြစ်ပါတယ်။ဒါကကြတော့ကြက်တွင်ကြီးရဲ့ကြက်တွင်ပြူရဲ့ငရုတ်တီးရဲ့ကိုထောင်းထားတာလေးပါ။ဒါကတော့ရှောက်ရဲ့၃ရက်စာပေါ့နော်။ ဒါလေးရကြတော့ပပားလေးတွေလှီထားတဲ့စပလင်ပဲဖြစ်ပါတယ်။ဒါလေးရကြတော့ပပားလေးလှီထားတဲ့ဗရက်ကောအနှဲငယ်ပဲဖြစ်ပါတယ်။ပြီးရင်ဟင်းထဲမှာထည့်မယ်အရတာကိုမိကတခါတည်းပြင်ပေးထားလိုက်ပါတယ်ရှင်။ခယူးစီနှဲငယ်၊ပဲငံပြာရည်ကြီးဒါလေးရတော့ငါပြာရည်အနှဲငယ်ဖြစ်ပါတယ်။ပြီးရင်တော့တကြားနှဲငယ်၊ကြက်တားမုတ်အနှဲငယ်ပြန်တော့အချုံမုံအနေငယ်ဖြစ်ပါတယ်ဒီတိုင်းလေးပဲထည့်ပေါ့နော်အရလာကတော့လုံးဝကိုထိမိကြွေဝဲဖြစ်မှာဖြစ်ပါတယ်ရှင်ကဲအားလုံးပြည့်စုံလို့ပြီးရင်တော့ဆက်ချက်ပေးလိုက်ပါမယ် စီလေးနဲ့ငယ်ထည့်ပေးလိုက်ပါမယ်စီပူလာပြီဆိုရင်တော့ထောင်းထားတဲ့ငရုတ်သီးလေးတွေကိုစီတက်ပေးလိုက်ပါမယ်ရှင်စီတက်ထားတဲ့ငရုတ်တီးလေးတွေကလည်းအနံလေးတွေမှွေးလာပြီဆိုရင်တော့ကြက်သားလေးထည့်ပေးလိုက်ပါမယ်။ပြီးရင်တော့ကြက်သားကိုပေါ့နော်ထိတ်လေးတွေတင်းလာအောင်ဒီတူကိုမှွေကြော်လေးမှွေချက်လေးချက်ပေးလိုက်ပါမယ်ရှင်။ ကဲချက်သားလေးတွေထိတ်လေးတွေလည်းတင်းလာပြီဆိုရင်တော့ရေလေးချက်သားချက်တွေထိပေါ့နော်မှန်ပြီးထည့်ပေးလိုက်ပါမယ်မိမိကချက်သားလေးကိုနူးအီတာကြိုက်တယ်ဆိုရင်တော့ရေပိုပြီးထည့်နိုင်တယ်ပေါ့နော်ပြီးရင်တော့မင်းကအရတာတစ်ခါလေးထည့်ပေးလိုက်မယ် QC ပဲငံပြရည်ကြီးငါပြရည်အနှဲငယ်ပြီးတော့ချက်သားမုံအနှဲငယ်ပြီးတော့အချိုမုံတကြားတို့ကိုထည့်ပေးလိုက်ပါတယ်ပြီးရင်တော့အရတာလေးတွေနှံ့တော့သူ့ကိုမှွေပေးလိုက်ပါမယ် ပြီးရင်တော့အုပ်ဖုံးလေးအုပ်ပြီးစက်သားလေးစက်တီထီသူ့ကိုချက်ထားပေးလိုက်ပါမယ်ရှင်။ကဲရေလေးလည်းခန့်လာပြီးစက်သားလေးလည်းကျက်လာပြီးဆိုရင်တော့စပင်းလင်းပပလေးထားတာလေးထည့်ပေးလိုက်မယ်ပြီးတော့ဗရဲကောပြီးတော့ရှောက်ရွက်တို့ကိုထည့်ပြီးတော့အားလုံးနှံ့သွားအောင်မှုချက်လေးချက်ပေးလိုက်ပါမယ်ရှင်။ တို့ကြတော့ဗောနော်အကြာကြီးချက်နေစရာမလိုဘောနော်အလုံးနှက်သွားအောင်မှွေပြီးသွားပြီဆိုရင်တော့မေလေးတို့ဟင်လေးရရပါပြီစပင်းလင်းနေရှောက်ရက်တွေချက်နေအောင်ချက်စရာမလိုဘောနော်ဒီလိုမျိုးလေးနှက်အောင်မှွေပြီးသွားပြီဆိုရင်တော့အနံမှုမှွေလေးနဲ့ငရုတ်တီးဆက်ဆက်လေးနဲ့စားလို့အရန်ကောင်းတဲ့စက်တာအဆက်ချက်ဟင်လေးကတော့ရပါပြီရှင် ီချန်နီလေးရဆိုလို့ရှိရင်ပေါ့နော်လုံနီလေးရလည်းအရန်ကိုလွယ်ကူတယ်ပါဝင်ပစ္စည်းရလည်းအနှဲငယ်လေးပဲပေါ့နော်ဒါပေမဲ့အရတာကကြတော့ဒီဟင်းတစ်မျိုးတည်းနဲ့လည်းစားလို့မင်းစီမယ်ဟင်းတစ်ခွက်ဖြစ်လို့လုံနီလေးကိုလားမြဝေးပေးခြင်းပဲဖြစ်ပါတယ်ရှင်အကြိုက်ချင်းတူတွေအတွက်လိုက်လို့စားလို့ရပါတယ်ရှင်ကဲဒါဆိုရင်တော့ဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနော် မင်းလေးရဲ့ဗီဒီယိုလေးတွေကိုစားဆုံးလိုက်ကြည့်ပေးတယ်သူတယောက်ချင်းစီကိုမင်းလေးရဲ့ကျေးဇူးများကြီးပဲတင်ပါတယ်ရှင်မင်းလေးရဲ့နောက်ထပ်ဗီဒီယိုတွေကိုလည်းဆက်လက်အားပေးပါအောင်လို့ကောက်ဆိုချင်ပါတယ်ရှင်ဒါဆိုရင်တော့နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်เนาะအားလုံးပဲဘိုင်ဘိုင်